ဲကျွန်တော်ရင်ကုန်ပြောရှင်တာရော့ပြည်တွေကိုကြည့်ရှုအပေးကြတဲ့အပတ်စဉ်တိုင်းအပတ်စဉ်တိုင်းမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီရင်ကုန်ပြောရှင်မှာเนาะကျွန်တော်တို့ပို့လေးတွေတင်လာတဲ့ဗီဒီယိုဖိုင်လေးတွေကိုဟလာရဝေးရန်ဒီပြည်တွင်းပြည်ပကနေကြည့်ရှုအပေးနေကြတဲ့အစင်မြဲမိတ်ဆွေတွေကိုလည်းကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်မကြည့်ပြသေးတဲ့မကြည့်ရှုမိတဲ့မိတ်ဆွေတွေကိုလည်းဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဗျအဲ့တော့ တပတ်မှာရေရာတစ်ခုကျွန်တော်လမ်းညွန်နေတာဖြစ်ပါတယ်။တပတ်မင်းတွေခကိုတွေ့ပြောပြခဲ့တဲ့ရေရာနီးပေါင်းများစွာအနက်ကတပတ်ကိုဗီဒီယိုတစ်ပုဒ်တပတ်ကိုနီးတစ်ခုကျွန်တော်လမ်းညွန်နေတာအခုဆိုအများကြီးပါပဲ။အဲ့တော့အကြောင်းကိစ္စဘောင်းစုံကိစ္စမျိုးစုံတို့ဟလာဒီမှာဒီဒီရင်ကုန်ပြောချင်းတာရော့ပေတွေမှာဝင်ရောက်လေ့လာကြည့်ရှုပြီးတော့ဟလာကိုနဲ့အကြောင်းတိုက်ဆိုင်တဲ့ရေရာနီးလမ်းလေးတွေကိုကျွန်တော်လုံးလို့ရပါတယ်။အလွန်အမတန်စွမ်းပါတယ်စမ်းကြည့်ပါ။ ယုံကြည်လေးလေးနက်နက်လှုပ်ကြည့်စေချင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဘာလေးလဲဆိုရင်တော့ဒီတစ်ပတ်မှာကျွန်တော်တို့လက်လာဘက်ပွင့်မှုအယောင်းဝယ်ကောင်းမှုကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကောင်းမှုလက်လာဘက်ပွင့်မှုဆိုတဲ့ဥစ္စာနီးတွေအများကြီးရှိပါတယ်နော်စာပေကျမ်းဂန်တွေထဲမှာရှိတယ်ဟာလားအဲတချို့ညွန်ပြနေတဲ့ဆရာတွေလည်းရှိပါတယ်သို့တော်ညာလည်းအဲ့ဒီဟာတွေကမကောင်းလို့ပြောတာမဟုတ်ပါဘူးနော်ကျွန်တော်ဒီနီးလေးကစမ်းကြည့်စေချင်ပါတယ်နော်ဒီနီးလေးကတော့ ကျွန်တော်တို့အသုံးဝင်ပါတယ်နော်အဲ့တော့ကျွန်တော်ကျွန်တော်အနေနဲ့ပေါ့ပူကောင်းမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့ကျွန်တော်ကိုယ်တိုင်လည်းလုပ်လို့ရှိတယ်ဘီဒီလာမေးတဲ့ပြဿနာတွေဆိုရင်လည်းကျွန်တော်လမ်းညွန်လေးရှိပါတယ်ဆရာအယောင်းဝယ်တွေမကောင်းလို့ခတိုင်းဆိုရင်လေတရက်တရက်ကို5000 6000မှုရောင်းရတာ9000 6000မှုရောင်းခင်ဗျာဘယ်လောက်မြတ်လဲ2000လောက်တော့မြတ်တယ်ခတိုင်းဆိုရင်ဆရာကြီးတသိန်း2သိန်းလောက်ရောင်းရတာ9000လောက်ကျန်တယ်တခါလေတသိန်းလောက်မြတ်တယ်အခု3 4000တော့ဖြစ်ဖြစ်မီ တခါတလေတသောင်းဘူးတခါတလေဈေးဦးတောင်မပေါ့ဘူး၄၅တောင်လေးနဲ့ဘလို့မှမကတ်ဘူးစီဟာဆိုင်ကဆိုင်ငါးကနဲ့เนาะဈေးရထနေရာထိုင်ချင်းငားရန်ကနဲ့เนาะဝယ်ရရောင်းရတာနဲ့မကတ်ဘူးဆိုတော့เนาะအဲ့လိုညှင်းညူကြတဲ့เนาะလာရောက်ရင်ဖွင့်ကြတဲ့မိတ်ဆွေတွေကိုကျွန်တော်ဟိုညွှန်ပြနေတဲ့ပြောပြနေတဲ့နီးပါအဲ့လိုပဲငွေချင်းနဲ့ပတ်သက်ဟိုတာမန်ထပ်ပေါ့ပုံမှန်ဝင်ရမယ့်ဟာတွေကမဝင်မဲနဲ့ ်ငွေကြေးနဲ့ပတ်သက်အခက်အခဲမျိုးမျိုးတွေနဲ့လက်ပိတ်နေတဲ့မိတ်ဆွေတွေအတွက်နောက်ဆုံးငွေကြေးကကျင်းတွေဝင်ရမယ်ဆိုတဲ့ဟာတွေအစမဝင်လက်ပိတ်ပြီးတော့ဘူးပိတ်ပြီးတော့ဟလာငွေကြေးနဲ့ပတ်သက်ကြံစည်လိုက်တမရလွယ်လွယ်နေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့လမ်းညွှန်တာဖြစ်ပါတယ်အဲ့တော့အနှစ်ချက်အားဖြင့်တော့လက်ပွင့်စေတဲ့အယောင်းဝယ်တွေအလွန်ကောင်းစေတဲ့နီးပါဒါလေးကလွယ်လွယ်လေးပါမိမိကိုယ်ွယ်ယုံကြည်ရဖရာရှင်ကို ဘယ်နေ့ဘယ်ရက်ဘယ်ချိန်ရမရှိပါဘူးဒီဗီဒီယိုကမြန်မာနဲ့လုတ်လို့ရပါတယ်မိမိကိုယ်ကိုယ်ရဖျားရှင်ကိုအိမ်ဖျားမှပဲပြစ်ပြစ်ဇေဒီတစုမှပဲပြစ်ပြစ်တောက်ရောက်ပြီးလုတ်လို့ရပါတယ်ဘာလို့လဲဆိုရင်မလိုင်လုံးကိုလုံးလူရမှာဖြစ်ပါတယ်မလိုင်လုံးလေးတွေရှိပါတယ်နော်စတိုးဆိုင်နေနော်စီဒီမတ်တွေမှာလွယ်လင်းလို့ဝယ်လို့ရနိုင်ပါတယ်မလိုင်လုံးကိုလုံးလူရပါမယ်ပင့်နွားတို့တစ်ခွက်ခံကွက်လေးသေးသေးလေးနဲ့ပြစ်ပြစ်ကြီးကြီးနဲ့ပြစ်ပြစ်လုတ်လို့ရပါတယ်ပြီးတော့ပြားရည်တစ်ခွက်နော် ဟုတ်လားသူမှလည်းစတီးစောနဲ့ဒဇွန်ကျွန်တော်လှူလို့ရပါတယ်เนาะခွက်ကလေးဘူးလေးနဲ့ထည့်ပြီးတော့လှူလို့ရပါတယ်အဲ့တော့အဲ့ဒါကိုဘယ်နေ့တွေမှာလှူမလဲလှူရမယ့်နေ့တွေတော့ရှိပါတယ်အဲ့ဘယ်နေ့တွေမှာလှူမလဲစနေနေ့မှာလှူရမယ်တနင်္ဂနွေနေ့မှာလှူရမယ်တောက်ကြနေ့မှာလှူရမှာဖြစ်ပါတယ်တပတ်မှာအဲ့3ရက်မှာလှူရမှာဖြစ်ပါတယ်လှူတဲ့အခါမှာတော့မနက်ပိုင်းမှာလှူရမှာဖြစ်ပါတယ်စနေနေ့မကြော်မချင်းလှူလို့ရပါတယ်အထူးကောင်းမွန်တဲ့အချိန်ဆိုရင်တော့မနက်6နာရီကနေပြီးတော့7နာရီအတွင်းလှူရင် ပို့ပြီးတော့ကောင်းပါတယ်เนาะအဲ့လိုတပတ်မှာ3ချိန်တပတ်မှာ3ချိန်ဟလာတောက်ကြစနေတနင်္ဂနွေတပတ်မှာအဲ့လို3ချိန်3ချိန်ပေါ့အဲ့လှူသွားမယ်ဆိုရင်เนาะအဲ့တော့အဲ့ရေရှည်ဆွဲလူမယ်ဆိုရင်ရေရှည်ဆွဲလူရင်တော့အကောင်းဆုံးပါပဲเนาะပို့ပြီးကောင်းပါငွေချင်းနဲ့ပတ်သက်လို့အယောင်းဝင်နဲ့ပတ်သက်လို့တော်ရုံဒုက္ခရောက်အရင်ပြုတ်တာမျိုးမရှိသေးပါဘူးမဖြစ်စေပါဘူးเนาะလှုပ်ကြည့်ပါရုံရုံကြီးလေးလေးနက်နက်နဲ့เนาะအခုတို့လည်းရအခုကိစ္စလေးလည်းအဆင်ပြေပါတယ် เนาะအဲ့တော့ဒီနီးလေးကိုဒီတော့မှာကျွန်တော်တို့လမ်းညွန်ပါတယ်အဲ့တော့တပတ်မှာ3ရက်ပေါ့ဒီ3ရက်လောက်လှုပ်လိုက်တာနဲ့တင်ထူးကြပါတယ်ကံအရန်ဆိုးနေလို့ကဲနောက်ထပ်တပတ်မှာ3ရက်နဲ့နောက်တစ်ပတ်3ရက်ဆိုတော့စုစုပေါင်းနှစ်ပတ်ကို6ကြိမ်ပေါ့6ရက်လောက်လှုပ်လိုက်ရင်နှစ်ပတ်14ရက်မှာထူးကြပါတယ်ဗျာစွမ်းပါတယ်ဗျာเนาะအဲ့တော့ဒါကိုကျွန်တော်ဒါလက်တွေ့ကျွန်တော်လုပ်နေတဲ့ဏီပါ ကျွန်တော်ကပြိတ္တတွေကိုလည်းကျွန်တော်ဒီလေးလေးကိုကျွန်တော်လမ်းညွှန်မျှဝေပါတယ်။အဖုံးဆက်ပြောပါတယ်။အားဆရာထူကြတယ်မစိုးဘူး။အဲစသဖြင့်ပြောကြပါတယ်။ဒါတချို့တွေဆိုဟလာကျွန်တော်တက်မုတ်ပဲတည်စားလေးတွေလာပြီးလှူတာမျိုးလေးတွေရှိပါတယ်ဗျ။နော်အဲ့တော့ဒါဘာပဲဖြစ်ဖြစ်ပါဒါကြီးကိုအရင်အမွန်တင်ပြီးတော့ဟလာဟွာကြီးဖြစ်ပြီးပြောနေတာမဟုတ်ပါဘူး။အဓိကကတော့ဟလာအဲလက်ပွင့်စည်းခြင်းနဲ့အယောင်းဝယ်တွေကောင်းခြင်းနဲ့ဆန္ဒကိုရှေ့ရှုပြီးတော့ကျွန်တော်ဒီတစ်ပတ်ကိုဒါလေးကိုလမ်းညွှန်ပါတယ်။ အဲ့တော့နောက်ဘက်မှာလည်းဒီတော့ကောင်းတဲ့ရေတွေဟာနီလန်တစ်ခုနဲ့ကျွန်တော်တို့ပြန်တွေ့ပါမယ်အလုံးပဲအယောင်းရေတွေကောင်းပြီးလက်ပွင့်ကန့်ပွင့်ကြပါစီဗျာ